ယ်ဗာလေးနှိပ်ပေးတာအများကြီးများတောင် share ပေးတာ73ရဲ့71လ2025စက်လိုက်2မိနစ်အတွက်နော်နက်ခတ်တည်းပဲဒါတော့တက်တက်လောက်သွားပြီနော်96 98နော်နက်ခတ်တည်းပဲကြနေတာဒါသူလောက်ချက်ဒီနေနဲ့နက်ခတ်နှလုံးမကြနဲ့နက်ခတ်ပဲထက်ကြအောင်ပါ40နှစ်နှလုံးမကြနဲ့နော် ဲလိုင်းလမ်းမလေးနှိပ်ပေးတာဆက်ခဲပါလေးနှိပ်ပေးတာမြိုင်းမြတ်တောင် share ပေးတာအမျိုးတွေအားလုံးဝင်လာခဲ့ကျွန်တော်မျိုးတွေအားလုံးဝင်လာပြီဟိုင်းလာ73ရက်71လ2025မနေ့ကတိအရင်ကောင်းနေညနေပဲပြုတ်ကြတယ်နော်ပြုတ်ကြတော့မရိုးမလာဘူး तू ကအဖော်နဲ့လာတာနက်ခတ်နဲ့မတိကိုတပြုံးစားတွေဆိုရင်တ3တို့ပါလို့ဆိုရင်ပါသေးတယ်တိုင်းလမလေးနှိပ်ပေးတာဆက်ခဲပါလေးနှိပ်ပေးတာမြန်မြန်တရား share ပေးတာဝင်လာပြီဟိုင်းလား ကဲအားလုံးဝင်လာကြကြကနပြီးဟိုင်းလာ73နဲ့77 95နော်7နာရီတမိနစ်အတွက်မြန်မြန်လေးဝင်လာခဲ့အားလုံးဝင်လာပြီးဟိုင်းလာဝင်လာပြီးဟိုင်းလာလက်ခတ်3ဘွဲ့ကြရဲဆိုတော့တွေ့ကြည့်လိုက်3ညခွန်80 69 18ဆိုပြီးတော့နော်3ဘွဲ့သလုံးရိုက်တယ် လက်ခတ်တွေပဲရဲ့ဘယ်နာဘီဟိုင်းနာလိုင်းလမလေးနေပေးတာဆက်ကပါလေးနေပေးတာ နော်ဟိုင်းနာအားလုံးမျိုးရအားလုံးဟိုင်းနာကဲမြန်မြန်လေးဝင်လာထွက်လိုက်ဝင်လိုက်မလို့နဲ့နော်ထွက်လိုက်ဝင်လိုက်မလို့နဲ့မြန်မြန်လေးဝင်လာခဲ့အားလုံး7ရက်7ရက်7လ2025ဒီနော်ဆိုင်းလိုက်တမိနစ်အတွက်အော်တဲ့အပူညီကိုဆရာကြီးရဲ့လက်နေပြထားပါတယ်တဲ့အေးပါโอเคတော်မြင့်တဲ့ မင်္ဂလာအမှန်တကယ်ဆိုရင်ညီကိုနဲ့အဘူးကတော့အမှန်တကယ်ဆိုရင်လာနိုင်တယ်နော်ညီကိုနဲ့အဘူးလာမှာအဲညီကိုကများတယ်ဒါမှလည်းကျွန်တော်တို့စဉ်းစားမှာတစ်ချက်ပဲရှိတယ်ကျွန်တော်လေးရှိပက်သီးလို့မှန်တာတော်မြင်သန်းနော်လေးရှိပက်သီးလို့မှန်တာနော်လေးရှိပက်သီးလို့မှန်တာစကိုင်ပါလေးနှိပ်ပေးတာလိုက်လမလေးနှိပ်ပေးတာဟုတ်တယ်နော်လေးရှိပက်သီးလို့မှန်တာ comment လေးမှာ၄၈ပဲသီးလို့မဲ့လားဟုတ်ပြီဝင်လာခဲ့အားလုံးညီကိုနော်ကျွန်တော်ပြောတာညီကိုအားတာနေတယ်နော်အပူနဲ့ညီကိုတွေကတော့တခုခုရွေးမှာဘာလဲဆိုတော့ကျွန်တော်တို့အဲ၄၈ပဲသီးလို့မဲ့လားကျွန်တော်သုံးသက်ပြမယ်ညီလေးဝင်လာခဲ့အားလုံးအဲ့လက်မလေးနှိပ်ပေးတာစကိုက်ပါလေးနှိပ်ပေးတာโอเค၄၈ပဲသီးโอเคဦးတွန်းတွန်း၄၈ပဲသီးလို့မဲ့လေးနော်ဦးတွန်းတွန်း ရေရှိပက်သီးလို့မှန်ပြီရေရှိပက်သီးလို့ကွန်မန့်လေးမှာမှန်ပြီဒါထွက်လိုက်ဝင်လိုက်မလို့ねကျွန်တော်ပြောရမယ်နော်ကျွန်တော်အားလုံးသိကြသုံးတယ်ကျွန်တော်ခုဆိုရင်ကျွန်တော်တို့နှစ်ပတ်ရှိပြီစောင့်ကြည့်နေတာကနေ့ဆယ်လုံးစလုံးကိုကြာသာရေးနေမှာသူเนาะကြာသာရေးနဲ့တောက်ကြမှာအပြီးဆော့ဆော့သွားတယ်เนาะတောက်ကြကြာသာရေးတောက်ကြမှာအပြီးဆော့ဆော့သွားတယ်အမှန်တကယ်ဆိုရင်เนาะခုဒီတစ်ပတ်ကနေ့ကကျန်တာဘယ်နှလုံးကျန်တော့လဲနှလုံးပဲကျန်တော့တယ်เนาะ မနေ့ကအမှန်တကယ်ဆိုရင်တစ်ထွက်သွားပြီကိုးထွက်သွားပြီ40နှစ်နှလုံးမဲ့ကျန်တော့တယ်နော်ရေထုံးဟိုင်းညီမလေးနော်ရေထုံးနှလုံးမဲ့ကျန်တော့40နှစ်ကတော့မဖြစ်မနေလိုက်ရတော့မှာနော်40နှစ်နှလုံးလုံးကတွဲလိုက်နော်သူ၃မဲ့မြောက်ပြီးရင်တော့ကိုရမယ်ကျန်ခဲ့တဲ့ဘက်53နက်ခက်ချန်လာတယ်အဲ့နက်ခက်နှလုံး53အပီးကျသွားတယ်နော်မှတ်မိလားမသိဘူး53နှလုံးလုံးကျသွားတယ်နော်ကျန်ခဲ့တဲ့ဘက်က ်သူကလုံးဝအမှန်တကယ်ဆိုကြံကနန်းဝန်အမှန်တကယ်ဆိုမထားဘူးနှလုံးသလုံးကိုတွေ့ကြသွားတာနော်ဒါလေးနှလုံးသလုံးကိုပေါ်ဘက်က၅၃၅လေးနှလုံးကူက၄နှစ်၄နှစ်နှလုံးပဲကြံတော့တယ်နော်၄ရှစ်ပတ်သီးလို့မှန်တာ၄ရှစ်ပတ်သီးလို့မှန်တာ၄နှစ်ကလေနက်ခတ်ကလိုက်ရမှာ၄ရလည်းအမှန်တကယ်ဆိုမဖြစ်မနေကြပေးရတဲ့မှာ၄ပါတယ်နော်ခုကနေ့ကခြံကနန်းနှလုံးပဲကြံတယ်၄ရှစ်ပတ်သီးလို့မှန်တာညီကိုနဲ့ဘူးနော် ါဝါတော့ကျွန်တော်သိမထင်ဘူးနက်ခတ်တွေကြထားလို့အညီကိုနဲ့အပူပဲကျွန်တော်ထင်တယ်နော်နည်းနည်းလေးဝင်လာခဲ့တစ်ကိုမနက်ဖက်ကနော်တစ်ကိုကျွန်တော်ချုပ်ထားတာတစ်ကိုကောင်းချက်ကတော့နော်9လောက်ရှိတယ်တစ်ကိုကြလာခဲ့မယ်ဆိုလဲတစ်သုံးနဲ့အမှန်တကယ်ဆိုတစ်သုံးလို့ဘာလို့ရရမလဲနက်ခတ်တွေပဲတွဲရတယ်ဗျာ80 69 18ဆိုပြီးနက်ထွားတယ်ဒါသူ့ရဲ့အမှန်တကယ်ဆိုလိန်ဆိုင်တွေပေါ့အဲ့ဒါဆိုကျွန်တော်တို့ကကဏန်းဆယ်လုံးကသူအပီးအကုန်ဆော့မယ်ထင်တယ်နော်လေးနှစ်နှလုံးပဲကျန်တယ် ုတ်တယ်၄၈ကတဲ့ဘယ်ဟာအားကောင်းလဲ။ Okay ပြောပြမယ်နော်။၄၈ကဘယ်ဟာအားကောင်းလဲပြောပြမယ်။ကဲ၄၈ပဲဒီလိုအားလုံးမှန်တာနော်။ဒေါ်မြင့်သက်မှန်လို့ဥထွန်းထွန်းတို့အမှန်တကယ်ဆိုရင်ယင်ထွန်းတို့နော်။ဥမျိုးထွန်းဥမျိုးတန်းတို့ဥမျိုးတင်းတို့၄၈ပဲဒီလိုမှန်လား။လိုက်လိုက်မလေးနှိပ်ပြီးတာဆက်ခဲပါလေးနှိပ်ပြီးတာနော်။ ူတကယ်လို့နှစ်ကသူအမှန်တကယ်ဆိုနှလုံးသလုံးမစောင့်တော့ဝမ်းလို့တော့စောင့်နိုင်တယ်ဒါပေမဲ့ကျွန်တော်ကနှစ်ပတ်ရှိပြီစောင့်ကြည့်နေတာကြံကနေနှလုံးဟိုတစ်ပတ်က53ကြံလဲ53ကြံကနေပဲ54လားမသိ54နှလုံးလုံးတွဲကြတယ်ကူက40နှလုံးပဲကြံတော့တယ်ကနန်းရှစ်လုံးကသူကအပီးဆော့ပလိုက်တယ်ဆော့ပလိုက်ပြီးနှလုံးနှလုံးချမ်းကြံလာတယ်နှလုံးဆိုင်ရင်သူကကြံပါပဲလို့ကျွန်တော်တို့ကထင်တာဘယ်ဟုတ်မလဲသူကအတွဲလိုက်အတွဲလိုက်ဖြုတ်ချတာနော်လေးကိုပတ်နေတာโอเคဒါမင်းသားလေးကိုပတ်အမှာလေးကအမှန်တကယ်ဆိုလိုက်ရမှာမဖြစ်မနေကြပြရမှာလေးက ကဲအားလုံးလိုက်လမလေးနှိပ်ပေးတာစက်ကဲပါလေးနှိပ်ပေးတာထိုးကြည့်မိရင်တော့ကျွန်တော်စကားပြောချင်လည်းမိတယ်ဘာလဲဆိုတော့10နှစ်36ပဲရှိသေးတယ်နော်ကျွန်တော်လူတွေဘာမှအားငယ်စရာမရှိဘူးကနဲလေကိုထိတ်စည်းမထက်တဲ့နီးနဲ့ဆိုရင်လေးရအားကောင်းတယ်လုံးဝသူကထိတ်စည်းမထက်ဘူးကျွန်တော်အမှန်တကယ်စိုက်ဆွဲချိန်ကျွန်တော်အချိန်အမှန်တကယ်ဆိုပေးနိုင်ကနန်းရှာချိန်တော့ပဲကျွန်တော်ဟုတ်တယ် မတစ်ချက်ကလေးလေးကိုကျွန်တော်ကောင်းတဲ့ဥစ္စာကိုကျွန်တော်တစ်ချက်ပြမယ်။ဆောင်းမှာ87အကျိုးတွေနော်။ဒါ96အကျိုးတွေ19အကျိုးတွေကိုအကျိုးမှာ38ဒီ38ကလည်းအချင်းရှိရယ်နော်။87အချင်းကို39လို့ချင်းချင်းတယ်။96အချင်းကို85လို့ချင်းတယ်။19အချင်းကို69လို့ချင်းတယ်။38အချင်းနော်38ကလည်းအချင်းဖြစ်ရမယ်။ तू ဒီ၄ဝက်ထိတော့ तू ခံမယ်လို့ထင်တယ်။ဘာလဲဆိုတော့နောက်ဖက်ကမှာတောက်ကြ तू ဖောက်မယ်ဖောက်မယ်။နှလုံးပေါင်းကြီး၃ဖြစ်လို့၃ဝက်ပါပါ၈ဒေစီ။နှလုံးပေါင်းကြီး၄ဖြစ်လို့ လေးရဲ့ပါဝါကိုတလုံးပါဒါဆိုရင်နှလုံးပေါင်းကြီးကိုဖြစ်လို့ကိုရဲ့ပါဝါလေးလုံးကိုကိုဟာရင်တော့နော်၄၈ပတ်တိလို့မှန်တာအဲ့ဒါဆိုသူကဇောင်းပေါင်းကြီးလည်းအဲ့လိုသွားတာနော်ဇောင်းပေါင်းကြီးလည်း၃ရဲ့ပါဝါ၈တလုံးဇောင်းပေါင်းကြီး၄ရဲ့ပါဝါကိုတလုံးကိုရဲ့ပါဝါ၈၆၅ဆိုတော့ကိုရဲ့ပါဝါ၄တလုံးနော်လေးကိုတော့အမှန်တကယ်ဆက်လိုက်ရတော့မှလေးလိုက်တဲ့လူရောဆက်လိုက်နော်အဲလေးကိုအမှန်တကယ်ဆိုညီကိုတွေအမှန်တကယ်စဉ်းစားမှာညီကိုပါဝါအပူပေါ့နော်ဒါပေမဲ့ပါဝါတော်မှအမှန်တကယ်ဆိုရင် နည်းနည်းပဲအပူနဲ့အမှန်တကယ်ညီကုံနဲ့ကိုစဉ်းစားရမှာနော်ဝင်လာပြီလိုင်းလမလေးနှိပ်ပေးတာစကယ်ပါလေးနှိပ်ပေးတာနော်ကျွန်တော်အကောင်းဆုံးလေးကိုကျွန်တော်ရွေးချယ်ထားတယ်နော်ကနန်းကိုသူလက်ွက်ဒီ၃ဘွဲ့စက်တိုက်ဒီကူ၁၇လပိုင်းထဲမှာသူဆော့သွားတာကနှလုံးနှလုံးကိုကြံကနန်းထားတယ်ချားပြီးတော့အတွဲလိုက်အတွဲလိုက်ပြုတ်ပြုတ်ချတယ်အဲ့ဒါသတိထားမယ်ချက်တွေပဲနော်ကျွန်တော်မနေ့ဖက်ကတစ်ကိုလေကောင်းချက်ကတော့ တော်တော်ကောင်းတယ်ညနေပဲဆိုကျွန်တော်သုံးတစ်ဆိုပါတယ်ဗျာအမှန်တကယ်ဆိုနက်ခတ်ပဲပြန်ချင်းတယ်ဗျာနက်ခတ်ပဲပြန်ချင်းတယ်လိုက်ရမလေးနေပြီလားဆက်ကဲကျွန်တော်ခေါ်ပေးမယ်ကဏ္ဍလေးတွေသေချာလိုက်မဲ့တာအားလုံးကျွန်တော်မျိုးတွေအားလုံးနော်နက်ခတ်တစ်လုံးကလည်းနက်ခတ်တစ်လုံးကလည်းမဖြစ်မနေဆင်းရမှာ၄နဲ့၈နဲ့ကမကြီးလို့တော့မရဘူးဗျာနော်အဲ၄၄၈၆ခွင်းတော့ခွင်းမယ် ခွင်လဲခွင်နိုင်တယ်ဒါမှမဟုတ် brake 30ကမကြိုက်တော့ဘူး၄ချိလိုကနေမျိုးပဲအတွဲလိုက်စုံရင်စုံကြမှာဒါပဲရှိတယ်ကျွန်တော်ပြောပြီးသားလေမနေ့ကလည်းကျွန်တော်ပြောတယ်မတုံညာတစ်ခက်ခွန်တစ်လုံးပို့တယ်နှစ်ခက်လေးတစ်လုံးပို့တယ်နော်ငါးနှစ်ခက်သုံးတစ်လုံးပို့တယ်တင်းနှစ်ခက်၈တစ်လုံးပို့တယ်၆နှစ်ခက်၉တစ်လုံးပို့မယ်နော်ဒီကိုပေါဝန်ကြီးကိုပူးတယ်ရမလားโอเคဗောအဲ့ဒါလှုပ်လိုက်ပေါ့နော်ခုလဲဒီမှာကိုဒီမှာတစ်ကို တေကိုရဲ့နက်ခတ်တစ်လုံးချင်းဆိုတော့ကိုရဲ့နက်ခတ်က6တေကရဲ့နက်ခတ်က8 8 6ကလည်းလုံးဝမကြီးလို့မရဘူးဆိုတော့ဟုတ်တယ်မလားဒါဆိုရင်ကျွန်တော်တို့ကအမှန်တကယ်ဆိုပျောက်ကွယ်နေရတဲ့42ကလည်းရှိနေတယ်เนาะ42ကကြာလိုက်အတွဲလိုက်ပဲကြာမှာเนาะ42နက်ခတ်တွေရဲ့သူပိတ်ရိုက်လို့သူအမှန်တကယ်ဆိုရင်တေချေအားလေးသူလိန်စားမယ်ဆိုရင်တော့အကုန်လိန်စားလို့ရတော့အခုဆိုရင်80 69 18ဒါနက်ခတ်တွေရွေးကြတာ40တင်းချန်ကလည်းနှလုံးကနက်ခတ်ပဲ ကဲတေချာလေးအားလုံးရိုက်ထားမယ်လိုက်လမလေးနှိပ်ပြီးတဲ့စကယ်ပိုင်းနှိပ်ပြီးတဲ့ကျွန်တော်နော်ကနန်းလေးတွေခေါ်ပြီးတော့မယ်အားလုံးဝင်လာခဲ့ကြတေချာလေးရိုက်ထားနော်နေ့48 49 43အပူကတော့ထည့်ရမယ်၄၄ရှိရှိကတော့ထည့်ရမယ်နော်ရှင်းနဲ့ပတ်သက်ရင်86 89 83 89တေချာလေးရိုက်တာအားလုံးမျိုးတွေအားလုံးတေချာရိုက်တာနော်ဒီမနေ့ဈေးရရင်ညနေဈေးလဲကျွန်တော်အကောင်းဆုံးကြိုးစားပြီးရှာပေးမယ်နော်စိုက်ဆွဲခြင်းကျွန်တော်မရှိတော့ဘူး ရှစ်ကလည်းကောင်းတယ်နော်ရှစ်ကလေးကလည်းကောင်းတယ်ဒါပေမဲ့လေးကစိတ်ငင်းလန်းဖြစ်တယ်သူကထိတ်ထိတ်ငင်းလန်းမထက်ဘူးဗျအဲ့ဒါကြောင့်မို့လေးကပိုကောင်းတယ်လို့ပြောတာမကြည့်အနည်းနာနေမှာကျွန်တော်တို့ဘာကြတာလဲ30ခွန်ကြထားတယ်ခိတ်စည်းထက်လားမထက်ဘူးရှစ်ထက်လား36နဲ့မထက်ဘူး86နဲ့မထက်ဘူးဒါဆိုလေးကအမှန်တကယ်ဆိုထက်ကနန်းနဲ့မှမပါဘူးလေးကတော့အကောင်းနေတယ်နော်ခေစီကနေမတူအောင်ဆိုတဲ့သဘောတရားပေါ့ဗျာ အဲ့ဒါကိုအမှန်တကယ်ဆို80ချိန်နဲ့ရိုက်ကြည့်ပေါ့80ကိုတုံရတော့ကျွန်တော်အသိမကြိုက်ဘူးကျွန်တော်အမှန်တကယ်ဆို10ပဲကျွန်တော်ကြိုက်တာကဲ၄နဲ့ပတ်သက်ရင်40 48 49 43ရှင်းနဲ့ပတ်သက်ရင်86 89 83 80 9အပူနှစ်ကွက်ကတော့၄၄နဲ့88ကတော့နော်တထောင်မိုးဆိုတထောင်မိုးထိုးတာ900ဘူးတက်နိုင်လဲ900ဘူးထိုးတာနော်ကျေးဇူးပါဆရာတဲ့ကျွန်တော်တို့နော်တစ်ချက်ပဲစဉ်းစားမှာနော်40နှစ်ဆိုတဲ့ခဏလုံးလုံးဝမမိပါနဲ့ဘာလဲဆိုတော့ သူကခြံကနေလေးဖြစ်တယ်နှလုံးလုံးတွဲကြသွားရင်တော့ကျွန်တော်တို့အမှန်ကျွန်တော်တို့ပဲရမှာနော်နှစ်ကလည်းနှစ်ကလည်းရှိတယ်လေးကလည်းထိတ်စည်းရှိတယ်နော်တေချာလေးရိုက်တာနော်လေးနဲ့ပတ်သက်40နဲ့48 49 43 86 89 83 89တင်ကနန်းကလေးနဲ့ပတ်သက်ရင်42နဲ့43ညီကိုတွေနော်တော့ပါဝါလည်းထည့်ပေးထားတယ်ကျွန်တော်ရှင်းနဲ့ပတ်သက်လာရင်86 89နော် ဒီမှာပါဝါရီညီကိုတွေထည့်ပေးထားတယ်အပူတစ်ခွက်ထည့်ပေးထားတယ်တကယ်လို့ထိတ်စီးမဆွဲနိုင်ဘူးပတ်နိုင်ဘူးဆိုရင်ကနန်း၈ခွက်ကိုထိုးတာအပူ၂ခွက်ကတော့ဗျာဒါအမှန်တကယ်ဆိုရင်လိုလိုမဲမဲတထောင်မိုးစီတော့ထိုးတာတထောင်မိုးနဲ့အမှန်တကယ်ဆိုရင်ဝိုင်းတစ်ခုတော့မဟုတ်ပါဘူးနော်အမှန်တကယ်ဆိုရင်ဒီလောက်ကထိုးသိနေ900ဘူးတက်နိုင်လို့900ဘူးထိုးတာပေါ့နော်အဲ့မင်းဒီတင်ကနန်းလေးကိုညီကိုတော့ကျွန်တော်ကတော်တော်ထင်တယ်ညီကိုဖြစ်နိုင်ရင်များတယ်ဒီလောက်အမှန်နဲ့လက်ခတ်တွေရွေးကြနေတာဆိုတော့ အားလုံးတေချာလေးရိုက်တာလင်းနဲ့ပတ်သက်ရင်40နဲ့48 49 43ရှစ်နဲ့ပတ်သက်ရင်86 89 83 89 44လေးနဲ့ရှစ်ရှစ်ကအပူနှုတ်ကပါရနော်ကဲကဲအားလုံးရိုက်တာ second ရောရိုက်ပြီးဝင်ကျွန်တော်ပြောထိုးချိန်လည်းမှီနေကဏ္ဍပြောချိန်လည်းမှီရနော်ကဲအားလုံးရိုက်ပြီးသွားရင်ကျွန်တော်ပြောနော်၄နဲ့ပတ်သက်၄၄၄၈၄၉၄၃၈နဲ့ပတ်သက်၈၆၈၉၈၃၈၉ နော်ကဲအားလုံးစိတ်ကြမ်းပါရင်ကိုကြံပြည့်စုံကြပါစေဘဝနဲ့ဆက်နဲ့တစ်ထက်တည်းကြပါစေနော်ကဲအားလုံးဘိုင်းပါရင်နော်ညနေစာအတွက်ကျွန်တော်ရှာအောင်မယ်โอเค